တခြားမင်းသမီးတွေလိုနောက်ွက်ရနေထောက်ပံ့ပေးမဲ့သူမရှိတဲ့အတွက်ဇက်ဖို့မင်းသမီးဘဝကိုရောက်ရှိနေရတယ်ဆိုရဲအေးမြတ်သူ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Daily Insider Page ကနေပြီးတော့ပြန်လည်လို့ဆိုဆိုပါရစေ။အေးမြတ်သူကကောင်းဆောင်မင်းသမီးတယောက်အနေနဲ့သာရည်တည်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အေးမြတ်သူကကောင်းဆောင်မင်းသမီးနေနဲ့မဟုတ်တော့ဘဲဇက်ဖို့အဆင့်ကိုတဖြည်းဖြည်းရောက်ရှိလို့လာပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတချို့မှာဇက်အခန်းနှင်းငယ်လောက်သာပါရလဲဇက်ကားရှိုက်နေတာကြောင့်ပရိသတ်တချို့ကတော့ပုံဝင်မကျဖြစ်လာတာပါ။အခုလိုဇက်ကားရှိုက်လာတာကမင်းသမီးအဆင့်ကနေပြီးတော့ဇက်ဖို့အဆင့်ကိုခုန်ဆင်းသလိုဖြစ်နေတာကြောင့်ပါ။ဒမယနောင် မှာမင်းသမီးလှုပ်လာတဲ့သူတချို့ကဇက်ဆောင်အဆင့်ဝင်ရိုက်နေတဲ့အချိန်မှာအင်းမြတ်သူကဇက်ဖို့မင်းသမီးနေရာကနေဘာကြောင့်များလက်ခံရိုက်ကူးနေရတာလဲဆိုပြီးတော့ဝေဖန်စရာဖြစ်လာခဲ့တာပါ တကယ်တော့အိမ်မက်သူကိုယ်တိုင်ကလည်းအခုလိုခြေနေမျိုးနဲ့မရိုက်ချင်နေပါဘူး။ဒီမအနေနဲ့လည်းမင်းသမီးဆက်စစ်စစ်နဲ့ဇလန်းကောင်းမျိုးကိုသာရိုက်ချင်တာဖြစ်ပါတယ်။ရုပ်ရှင်တကားလုံးမှာဒီမဟောတာအဓိကထားပြီးတော့တည်ထားတဲ့မင်းသမီးဆက်မျိုးရိုက်ပြီးတော့တရုပ်ဆောင်ရည်ချင်းတွေကိုအကောင်းဆုံးထုတ်ပြကြမှာတယ်။ဒါပေမဲ့အခြေအနေအရအိမ်မက်သူကအခုလိုထုတ်ပြနိုင်စွမ်းမရှိပါဘူး။နောက်ပိုင်းမှာမင်းသမီးအစ်စ်တွေလည်းအများကြီးပေါ်လာခဲ့ပါတယ်။ မင်းသမီးငယ်လေးတွေကနောက်မှအချိန်ဝါတွေကပ်ပါလာခဲ့ပြီးတော့ပံပိုးပြီးတဲ့ခရိုနီအတိုင်းဝိုင်းနေတဲ့အတူဇက်ကားတွေကိုကိုယ်တိုင်ထုတ်ပြီးတော့ရိုက်လာကြရတာဖြစ်ပါတယ်တချို့မင်းသမီးဆိုရင်တော့ထုံးလို့ရေးလုပ်ငန်းရှင်ကိုချစ်သူတော်ထားပြီးတော့ရုပ်ရှင်တိုင်းမှာမင်းသမီးဝင်ရိုက်နေရမျိုးလည်းရှိပါတယ် အိမ်မက်သူကနောက်ကွယ်မှာအခုလိုမျိုးပံ့ပိုးပေးတဲ့သူမရှိတဲ့အတွက်ဇလန်းကောင်းမရိုက်ရချောင်းကိုဖွင့်ရလာခဲ့ပါတယ်။ဒါအပြင်အိမ်မက်သူကချမ်းသာတဲ့သူတယောက်လည်းမဟုတ်ပါဘူး။မိဘကမျိုးရိုးစင်ဆက်ချမ်းသာလာတာမဟုတ်ပဲသူမကိုယ်တိုင်ကအနုပညာလောကထဲမှာအောင်မြင်အောင်အရေးချင်းနဲ့ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့အခုချိန်ထိလည်းဇက်ကားတကားကိုငွေအလုံးရင်းထုတ်ပြီးတော့ရိုက်ထုတ်နိုင်စွမ်းမရှိသေးပါဘူး။ မင်းသမီးဆက်ဆက်ဆက်စကားမျိုးရိုက်ချင်ရင်ကိုယ်တိုင်ငွေထုတ်ပြီးတော့ရိုက်မှသာအဆင်ပြေမှာဖြစ်တဲ့အတွက်အင်းမြတ်တို့ကဒီတိုင်းတာနေနေရတာဖြစ်ပါတယ်။လာကန်လန်းသမ ्या ဇက်တွေကိုဒါလက်ခံပြီးတော့ရိုက်ကူးနေရတာပါ။လာကန်လန်းတဲ့ဇက်တွေကိုရွေးချယ်နေမယ်ဆိုရင်လည်းပြိတ္တိနဲ့အလန်းဝေးသွားမှာကိုအင်းမြတ်တို့ကစိုးရင်ပါတယ်။ဒါကြောင့်မို့ရုပ်ရှင်ယုံမှာဒုမစကားယုံတင်ရဖို့အတွက်အခန်းထဲတာများတာကိုတိတ်မကြည့်တော့ပဲရိုက်နေတာဖြစ်ပါတယ်။အင်းမြတ်တို့ဘက်ကတော့သူ့ကိုလာပြီးတော့ကန်လန်းတဲ့ဇက်ကားမှာလောက်ကွက်ကိုအများမြင်သာအောင်ရအောင်လို့ ပ်ပြပြီးတော့တည်ယူဆောင်ပါတယ်။ဇက်ကောင်တစ်ခုကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ဒီမရဲ့အမကန်ပရိသတ်တွေကတော့အင်းမြတ်သူကိုအကယ်ဒမီလဲထည့်ရစီချင်နေပါပြီ။ဒါပေမဲ့အကယ်ဒမီတန်းဝင်မဲ့ဇက်ကောင်မျိုးကိုမရှိနိုင်တဲ့အတွက်အားမလို့အားမရဖြစ်နေရပါ။အင်းမြတ်သူကတဘောင်ဝါဆန်ပြီးတော့အလားပါရေးရအောင်အရင်ဦးစားမပေးပါဘူး။ဇက်ကောင်ရိုက်ပြီးဆိုရင်မိတ်ကမလင်းချေပဲတဘောင်ဝါအတိုင်းလှအောင်သာကြိုးစားပြီးတော့ရိုက်တာမို့သူဇက်ကောင်တွေကလူချိတ်များတာဖြစ်ပါတယ်။တခြားမင်းသမီးတွေလိုနောက်ခွေရနေထောက်ပံ့ပေးမဲ့သူမရှိတဲ့အတွက်ဇက်ဖို့ င်သမီးဘဝကိုရောက်ရှိနေရတယ်ဆိုတဲ့အေးမြတ်သူအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။